စိတ်သက်ခွန်အားအရာဝတ္ထုပစ္စည်းထက်စိတ်သက်ခွန်အားပြီးလို့ရှိရင်ပြန်လဲပြုပြင်မွမ်းမံဖို့အတွက်အဖွဲ့အစည်းတွေဒီလိုမျိုးဆက်ပစ္စည်းတွေပြီးလို့ရှိရင်ပြန်လဲတည်ဆောက်ဖို့အတွက်တို့အတွက်ခွန်အားဖြစ်စေမယ့်တို့ရဲ့လုပ်ငန်းရှိတဲ့လူဆိုလဲလုပ်ငန်းပြန်လဲဖြစ်တည်ဖို့အတွက်အားပေးဖို့တာရီလိုအပ်ပါတယ် ကျွန်တော်အများကြီးမကုပေးနိုင်ခဲ့ဘူးတကယ်တမ်းပြောမယ်ဆိုဆေးတွေကျွန်တော်အများကြီးစုံစုံလေးမပါသွားနိုင်ခဲ့ဘူးပေါ့နော်ဒါပါတလောက်လေးနဲ့တို့တို့ဒီလိုလေးအာ view site မှုလေးပေးတာပဲတို့ဟိုပျော်သွားတယ်အာတို့တက်တင်ငါလေးပဲဖြစ်လုံးဂျုံမှုလေးရသွားတယ်ဆိုတော့အဲ့ဒါပီတိဖြစ်ရတာပေါ့အာတကယ်ချင်းလည်းပြောတယ်မင်းကလည်းငါတို့အများကြီးကြုံမပြောဘူးပေါ့ကြုံပြန်ငါတို့တစ်ချက်ပို့ပြီးလုံးနိုင်တာပေါ့တဲ့အဲ့တော့ကျွန်တော်ကြုံပြောပြီးတော့ထပ်သွားပြပါဦး ရောင်ရရမလဲဆိုတော့အဲသူတို့နဲ့ကိုက်ညီတဲ့ဟာသူတို့အတွက်ဟားကြစေမယ့်ဟာဆိုတော့ရေကောင်းရေနိုင်ပါတယ်နော်ဟုတ်တယ်အကျက်သမားနှစ်ကမှာအော်တောက်တောက်တော့ဘူးပေါ့နော်ဖျားဖျားကြောနော်ဖုံးကဝင်လာဘာလို့မှအကျက်သမားလိမ္မာခွင့်မပေးကြဘူးတကယ်မတော့ခိုင်းဘူးလေဟုတ်လေဒါတော့ကြပြင်းအောင်လို့ ဲ့တော့ငွေတော့ကျွန်တော်တို့အာတက္ကသိုလ်မှာဇာတငယ်ချင်းနေနေဆိုတော့အခုက professional တွေမဟုတ်ကြဘူးအဲ့အမှဆယ်နောက်မှာတော်တော်တောက်ကြတယ်တောက်ပြန်ဘာလုပ်လဲဆိုသူများပြက်လုံးကပူရမယ်ထင်လို့ပြက်လုံးတွေလူပြောကြတာအဲ့လိုမျိုးတွေရှိကြတာဗောနော်အမှတ်တရပဲတငယ်ချင်းတွေဟောက်ထားတာဗောလေနော်တယောက်ကတယောက်ကဟိုကျောဘောလုံးကန်တယ်လို့ပြောကြလေဘောဘောလုံးအသင်းလို့ပဲတယောက်ကကန်တယ်တယောက်ကမြောက်ပေးတယောက်ကကောင်းတိုက်အဲ့လိုအဲ့လိုအာကျွန်တော် ဘယ်လေဟိုပါဖေးရဲ့ဖေးရဲ့ချစ်ချစ်နေဆိုတော့ဆောင်မိတွေးပေါ့အဲဆိုမိတွေးနေတယ်မိရပါဟာမိတွေးလာလာလေးပေါ့ကျွန်တော်ပြန်လဲထူထောင်ရေးအတွက်ကဒါအားလုံးဝိုင်းရောတတတာဝိုင်းရောကုညီပေးအောင်ဟုတ်ကိုယ်တိုင်ကမြေပြင်ရောက်ဆက်တည်တယ်ဟုတ်ကြာပါပြီရောက်ခဲ့ပါဟုတ်သူကဘုကောင်းနေစေးပါကူပေးတာငါကြည့်လေးရဟုတ်ကျွန်တော်အဲ့တော့မှကောက်ခံငင်တာဖြစ်တာလေကျွန်တော်လည်း ကျွန်တော်ကလည်းဟိုတငယ်ချင်းတွေရောအများကြီးကြုံမပြောပြဘူးအော်ရှိလောက်လေးနဲ့တော့လုတ်ခဲ့တယ်ထက်သွားရင်တော့တေချာလေးအဖွဲစည်းလေးနဲ့ပေါ့နော်စနေတကြလေးအဲ့လိုလေးလုတ်ဖို့တော့စဉ်းစားထားပါတယ်စိတ်သက်ခွန်ဟာအရာဝတ္ထုပစ္စည်းထက်စိတ်သက်ခွန်ဟာပြီးလို့ရှိရင်ပြန်လဲပြုပြင်မောမန်ဖို့အတွက်အအဖွဲစည်းတွေဒီလိုမျိုးဆက်ပစ္စည်းတွေအပြီးလို့ရှိရင်ပြန်လဲတိစောက်ဖို့အတွက်တို့အတွက်ခွန်အားဖြစ်စေမယ်တို့ရဲ့လုပ်ငန်းရှိတဲ့လူဆိုလဲလုပ်ငန်းပြန်လဲဖြစ်တည်ဖို့အတွက်အားပေးဖို့တာလိုအပ်ပါ ကိုတွေ့ကတော့ကျွန်တော်တို့လာလဲ။အော်လာတယ်ဆိုတော့ဝမ်းသာဂုဏ်ယူမှုတော့ရှိတာပေါ့။ဒါပေမဲ့တို့ရဲ့မျိုးလုံးတွေမှာကတော့ဝမ်းနေနေတော့မှာ။ကျွန်တော်တို့ပြန်သွားလဲ။တို့ဘောကတို့ move on ออกมาလေ။အဲ့လိုမျိုးပါ။ Pants on လူပေါ့လေနော်။ဖြစ်တဲ့လူလဲတခါလေအဲ့လိုရှိတယ်။ခါလေကြလို့ရှိရင်လဲဟိုဘေးထွက်ဆိုးကျိုးလေးတွေကအဲ့လိုမျိုးလေးကြုံရတတ်တာ။ဟုတ်။ အအဓိကကတော့ဟိုသူတို့တွေမှာကဒီယာယီကိုလက်ခံလိုက်ရတာပေါ့နော်မမျောနဲ့ထားပဲနဲ့လက်ခံလိုက်ရတဲ့အချိန်မှာကျွန်တော်ကြည့်ရတဲ့ခါမှာဟိုတက်နိုင်တမျှလေးပေါ့နော်သူတို့တွေအာကျွန်တော်အများကြီးမကုပေးနိုင်ခဲ့ဘူးတကယ်တမ်းပြောမယ်ဆိုစီးတွေကျွန်တော်အများကြီးစုံစုံလေးမပါသွားနိုင်ခဲ့ဘူးပေါ့နော်ဒါပါဒလောက်လေးနဲ့သူတို့သူတို့လေးအာဂီယူဆိုင်မှုလေးပေးတာပဲသူတို့ဟိုပျော်သွားတယ်အာသူတို့တက်တင်ကလေးပဲဖြစ်လုံချုံမှုလေးရသွားတယ်သူကအဲ့ဒါပီတိဖြစ်ရတာပေါ့အာတကယ်ချင်းလည်းပြောတယ်မင်းကငါတို့အများကြီးကြုံမပြောဘူးပေါ့ကြုံပြန်ငါတို့တစ်ချက်ပို့ပြီးလုံနိုင်တာပေါ့တဲ့ တော့ကျွန်တော်ကြိုပြောပြီးတော့ထပ်သွားပါဦးအဲ့တော့ကျွန်တော်တို့ရန်ကုန်မန်းလေးဆိုရင်အဲ့လိုထိုးမုံဒုံနဲ့ဆိုပြီးစတာနောက်တာရှိတယ်အကုန်လုံးနေရပေါ့နော်ဟိုအမြင်မတူတဲ့အမျိုးမတူတာနေပယ်မတူတာမှာအကုန်လုံးလေးတွေကကွဲပြားတာလေးတွေတခါကြကြတော့စနောင်နဲ့စနောင်ဒုံသွားလေးလည်းရှိကြတာပေါ့နော်အဲ့မဲ့တကယ်တမ်းလိုအပ်လာပြီဆိုလို့ချင်တော့အကုန်လုံးကတသားရဲပါပဲဘာမှမကွဲပြားတော့ပါဘူး ဟောကျွန်တော်အလူပညာရှင်ရဲ့ပြိတက်ရလည်းမကွဲပြားတော့ပါဘူးတကူပါပဲဟောဂျင်းနူးရတာပေါ့လေနော်ဖွဲ့စည်းတစ်ခုချင်းတစ်ခုချင်းစီရတော့သူတို့တအားသရွေသူတို့အားရှိသရွေသူတို့လုံနိုင်သရွေသူတို့ငွေငွေနိုင်တဲ့လောက်တွေလိုက်လုပ်ပေးနေတာလူရင်အားနဲ့တော့လည်းကောင်းငွေရင်အားနဲ့တော့လိုက်လုပ်ပေးနေရတယ်ဂျင်းနူးရပါတယ်အဲ့တော့တောင်းစီတာပေါ့လေတချို့မရောက်နိုင်တဲ့နေရာရောက်တယ်တချို့တချို့လက်ဟာနေတဲ့နေရာရောက်တာမျိုးတွေရှိနေတာပေါ့ ်ဒါကတော့ကျွန်တော်တို့တအားသရွေပေါ့လေနော်ကျွန်တော်ကမြင့်ပညာရှင်တွေဖြစ်နေတဲ့အတွက်ကြောင့်ပေါ့ဒါကတော့ဒါစ조사အထုတ်ပေးရမယ်တောင်းဝန်ရှိဖို့ရှိပါတယ်ကျွန်တော်တို့ရုပ်ရှင်ကတော့10ရက်နေ10ရက်နေဂျန်နဲ့တပင်ဂီတာကတော့နောက်2ရက်ကျန်သေးရပါတော့ကျွန်တော်တို့အပေးပေးပါအောင်လို့ဒါလည်းအလူလေးတစ်ခုပါ ်ဟုတ်ကဲ့ကျွန်တော်ကတော့အဲ့လိုမန်လေးသားတဲ့ဖြစ်တဲ့အရင်နေပြတ်သက်တဲ့အရင်နဲ့ကြိုက်တယ်အဲ့တော့ဘယ်ကောင်းစင်နဲ့ကရမလဲဆိုတော့အများနဲ့တွေးနေတာသူကအောင်ငလင်ဘင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုတခုခုလှုပ်ချင်တာမျိုးရှိခဲ့တာပေါ့နော်အမှုဟိုတနေ့ကလည်းပြောပြကြရတယ်ပြောပြရင်လည်းဒီနေ့ဖုန်းဆက်လာတော့အချက်ချင်းပဲအဲရောက်လာတာပေါ့နော်အဲကိုရဲ့တက်နိုင်မများအမှုပညာနဲ့ဒီအစုကငလင်ဘေးမှာခွင့်ရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်ဘာလဲဝန်တာပါကျေးဇူးတင်ပါတယ်